ကချင်ပြည်နယ်မိုးကောင်းမြို့နယ်တောင်နီကျေးရွာရှိဒေသခံတောင်သူများရဲ့လေစပါးများရိတ်သိမ်းခြင်းကိုရှမ်းပြည်အမျိုးသားများတပ်မတော် SNA တပ်မဟာ969မှနိုဝင်ဘာလ25ရက်နေ့ကကူညီဆောင်ရွက်ပေးခဲ့တယ်လို့ဒေသခံများထံမှသိရပါတယ်။ SNA မှတောင်နီကျေးရွာရှိဒေသခံတောင်သူဦးထွန်းသိန်းဤလေစပါးများအောင်စတင်ရိတ်သိမ်းကူညီဆောင်ရွက်နေပြီးယခုလကုန်အထိဒေသခံတောင်သူများဤစပါးများရိတ်သိမ်းခြင်းကိုနေ့စဉ်ဆောင်ရွက်သွားမှဖြစ်တယ်လို့အဆိုပါဒေသခံတို့ကပြောပါတယ်။ အခုနောက်ပိုင်းဆိုရာဒီဥဒုတွေကမမှန်တော့ဘူး။အောက်ပိုင်းမှာဆို စပားရိတ်ချိန်မှာရာဒီဥဒုဖောက်လို့စပားတွေပြက်စီသွားကြတာမှမနေဘူး။အခုလိုကူညီရိတ်သိမ်းလာတာကအချိန်ကုန်လဲတက်တာအလုပ်လဲမြန်မြန်ပြီးလို့စပားတွေလေလွင်းပြက်စီမဲ့အရေးကတက်တာရတာပေါ့။လောက်ကူညီပေးကြတဲ့ SNL တပ်ဖွဲ့ကရဲဘော်တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့သူကဆက်လက်ပြောပါတယ်။ ယခုလိုနိုင်ငံရဲ့အရေးခင်းကာလ၌လေယာစိုက်ပျိုးရေးလုပ်ငန်းများမှာမြားစွာရောနေသွားပြီဖြစ်၍စားနပ်ရိက္ခာဖူလုံရေးမှာအရေးကြီးသည့်ဖြစ်ရာအကြောင်းမျိုးမျိုးတို့ကြောင့်စပားများပြည့်စည်ဆုံးရှုံးမှုမရှိစေရန်နှင့်တောင်တူများလည်းအဆင်ပြေစေရန်ရည်ရွယ်၍ကူညီဆောင်ရွက်ပေးခြင်းဖြစ်တယ်လို့ကချင်ပြည်နယ်အခြေဆိုင် SNE တမဟာ965မှတာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်။ အဓိကကကျွန်တော်တို့ဒီကချင်ပြည်နယ်မှာပဲကြည်ရင်တော့နိုင်ငံရေးကြောင့်လဲဆိုင်တဲ့သူတွေတော်တော်လေးခုနေသွားကြပြီဆိုင်လို့မရဘူးလေနောက်ပြီးစားနပ်ရိက္ခာတွေကုန်စည်နှုံးတွေကစကားပြောလာတော့မယ်ဒါကြောင့်စိုက်ပျိုးပြီးတာစပါးတွေကိုယာဒီဥဒုပေးစစ်ပေးစားဒီဖြင့်ပေါ့အကြောင်းမျိုးမျိုးတို့ကြောင့်ပြည့်စည်ဆုံးရှုံးရမယ့်အရေးကနေအကာအကွယ်ဖြစ်စေဖို့ရည်ရွယ်ပြီးကုညီဆောင်ရွက်တာဖြစ်ပါတယ် ကူညီဆောင်ရွက်ခြင်းအပြင်လည်းတောင်သူတွေအဆင်ပြေသွားကြတယ်လေ။နောက်ထပ်အကူအညီလာတောင်းထားတဲ့သူတွေလည်းရှိသေးတယ်။ကျွန်တော်တို့အနေနဲ့ကလည်းဆက်ပြီးတော့အသက်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သူကပြောကြားခဲ့ပါတယ်။ ရှမ်းပြည်မျိုးသားများတမတော် SNL အနေဖြင့်ယခုကဲတုံးလေစပါရိတ်သိမ်းကူညီပေးခြင်းအပြင်၎င်းတို့အခြေပြုရာဒေသခံပြည်သူများရဲ့ရည်ရည်ရွာရည်ပညာရည်ကျမရည်လူမှုရည်စားရိတ်ကိစ္စအဝဝတို့ကိုလည်းတက်နိုင်တဲ့ဘက်မှအစွမ်းကုန်ကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့သူကဆက်လက်ပြောပါတယ်။ကချင်ပြည်နယ်အခြေဆိုင် SNL တမဟာ965အနေဖြင့်ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ကလည်းမိုးကောင်းမြို့နယ်ပြွန်တုံးလုံးဘုံတော်ကြီးကျောင်းစလစ်ပြင်းလောင်းရောင်ဒေသခံများနဲ့အတူလှုပ်အားပေးဆောင်ရွက်ခဲ့ကြတယ်လို့လည်းသိရပါတယ်။